လက်နက်စမ်းတွေနဲ့ရန်သူတွေကိုတားဆီးပြီးသမရကိုကယ်တင်ရမယ့်အေဂျင်တယောက်ဇလန်လီရဲ့အစ1896ခုနှစ်လိုဝစီယာနာပြည်နယ်မှာဘော်တွန်လို့ခေါ်တဲ့လူတစ်ယောက်ကလေဘင်းမှာတတ်ထုကရိယာတစ်ခုချေးလျက်ပဲကြောက်လန့်စွာနဲ့တစ်တော်ရင်းမှာပြေးနေခဲ့ပါတယ်သူလည်းပင်ကတတ်ထုလည်းပဲကြောင့်နောက်ကနေဓာသွားတစ်ခုကလိုက်လာနေပြီးလမ်းမှာရှိသည်များအရာအားလုံးကိုလည်းဖြတ်တောက်နေခဲ့ပါတယ်။မော်တော်ကလည်းပင်းကိုကြီးတကောင်အကြောင်းကိုဇက်တိုက်ပြောနေခဲ့ပြီးတော့တမရကိုတတိပေးစီနေခဲ့ပေမဲ့မကြခင်မှာပဲဓာသွားကသူ့စီကိုရောက်လာပြီးတော့အကောင်းကိုဖြတ်သွားခဲ့ပါတယ်။ အဲ့တော့မှဗိုလ်ချုပ်မက်ဂရစ်ကရောက်လာပြီးတော့အလောင်းကိုတွေ့ကာမော်တွန်ကိုတည်သွားတဲ့အတွက်လောင်ပြောင်နေကြပါတယ်။အဲ့အချိန်အနောက်ဘာဂျီးနီးယားမှာတော့ကပတိန်ဂျိန်းကမိမလာလေးတယောက်နဲ့ရေကန်တစ်ခုထဲမှာပန်းဖြေနေခဲ့ပါတယ်။သူကနီနာကစူညံတန်တစ်ခုကိုကြားလိုက်ရတဲ့အချိန်မှာတော့ကော်မလီနဲ့ကြည်နူးနေတာကိုရက်လိုက်ရပါတယ်။သူကတက်သားနေရန်ပေါ်ကအပေါက်ကနေလှမ်းကြည့်လိုက်ပြီးမက်ဂရစ်ရဲ့လူတွေကတရားမဝင်ပစ္စည်းတွေကိုတည်ဖို့မြို့ထဲရောက်လာကြတာကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့ခုကဂျိန်းရဲ့အလုပ်ချိန်မဟုတ်တာကြောင့် မိကလေးကနိုင်ရန်ကအပေါက်ကိုပေါဝါတစ်ခုနဲ့ပိတ်လိုက်ပါတယ်။အဲ့ချိန်မှာပဲမြင်းတွေကလန်သွားတာကြောင့်ဂျေတန်ကီကိုဝင်တိုက်သွားပြီးတော့ပြိုကျသွားခဲ့တာကြောင့်ဂျေတယောက်ကအဝတ်ပါပဲနဲ့ရာဇွက်သားတွေရဲ့ရှေ့မှာပေါ်လာပါတော့တယ်။အဲ့ဒီလူစိုးတွေကဂျိန်းကိုဆဲဆိုဂျိန်းပေါင်းလိုက်ကြတာကြောင့်ဂျိန်းကလည်းသူတို့ကိုတိုက်ခိုက်လိုက်ပြီးတော့တိုက်ခိုက်နေနေပဲအဝတ်စားတွေကိုပြန်ဝင်လိုက်ပါတယ်။ပြည်သားနဲ့ဂျိန်းကကော်မလေးကိုနမ်းလိုက်ပြီးဂျိုးတစ်ချောင်းနဲ့မျက်နှာကျက်တစ်ချောင်းရှော့ဆင်းသွားလိုက်ပါတယ်။ပြည်သားနဲ့ကြောက်လန့်ပြီးပြေးသွားတဲ့မြင်းတွေနဲ့တရားမဝင်ပစ္စည်းလဲတွေပေါ်ကိုတခါတည်းဆင်းလိုက်ပါတယ်။ သူကတက်တာတလုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့နိုက်ထရိုပလင်းတွေကိုတွေ့လိုက်ရပါတယ်။ပြီးတာနဲ့ဂျိန်းကခုံကျော်လိုက်ပြီးတော့ရှေဆုံးကမြင်းကောင်ပေါ်ကိုဆင်းလိုက်ပါတယ်။မျိုးတစ်ပတ်ရှမ်းမှာတော့မာရှယ်ခေါ်တန်ကဂီယာတစ်ခုမှရောက်နေပြီးသူကမက်ဂရက်ကိုမြူဇဲဖို့မျိုးသမီးတစ်ယောက်လိုမျိုးဝတ်စားထားခဲ့ပါတယ်။တခြားယောက်ျားတစ်ယောက်ကသူ့ကိုလာပြီးကြောင်ဖို့ကြိုးစားတဲ့အချိန်မှာတော့အဝတ်ထဲမှာပါလာတဲ့ကရိယာတစ်ခုနဲ့ထိုးလိုက်ပါတယ်။မက်ဂရက်ကဂေါ်ရွန်ကိုပဲရွေးသွားပြီးတော့ဘေးကနေဂေါ်ရွန်အတွက်ရောက်လာတဲ့ယောက်ျားတစ်ယောက်ကိုတော့ပြစ်တတ်လိုက်ပါတယ်။ အဲ့ချိန်မှာမြင်းတွေကတောင်ကုန်းတစ်ခုပေါ်ကနေပြုတ်ကျမလို့ဖြစ်သွားပေမဲ့ဂျင်းကအချိန်မီတားလိုက်နိုင်ခဲ့ပါတယ်။သူကဂီယာဆောင်းဦးကိုကြီးလိုက်တဲ့အချိန်မှာတော့ဂေါရုံကိုမြင်လိုက်ပြီးသူကအဲ့ဆောင်းဦးပေါ်ကိုတက်လိုက်ပါတယ်။ဂေါရုံကတော့မက်ဂရက်ကိုခန်းလောက်တစ်ခုတည်းကိုခေါ်သွားလိုက်ပြီးတော့သူ့ရဲ့ဘလာဇီယာအောက်မှာဝတ်ထားတဲ့စိတ်ညိုဆက်ကိုဖွင့်ပြလိုက်ပါတယ်။မက်ဂရက်တယောက်စိတ်ညိုခံလိုက်ရတဲ့အချိန်မှာတော့ဂေါရုံကသူ့ကိုအက်စကိုဘာလို့ခေါ်တဲ့သိပ္ပံပညာရှင်ကိုဘသူကဖမ်းခိုင်းတာလဲဆိုတာမေးလိုက်ပါတယ်။ဒါမဲ့အဲ့ချိန်မှာနေမဲ့ဆက်ကရက်သွားပြီးတော့မက်ဂရက်ကစိတ်ညို့ခံရတာကနေလွတ်သွားတာ သူ့ကိုဓာတ်ထုတ်ပြီးတော့တိုက်ခိုက်လိုက်ပါတယ်။အဲပါပဲဂျိန်းကလည်းဘရင်ပေါက်ကနေဖောက်ထွင်းဝင်ရောက်ပြီးတော့မက်ဂရစ်ကိုတွန်းထုတ်လိုက်ပါတယ်။ဂျိန်းကမက်ဂရစ်ကိုတပ်ပြစ်တော့မဲ့အချိန်မှာပဲဂေါ်ရုံကသူ့ကိုလိုအပ်သေးတယ်လို့ပြောပြီးတော့တားလိုက်ပါတယ်။မက်ဂရစ်ကလည်းဒါကိုခွင့်ကောင်းယူပြီးတော့ဂျိန်းကိုတွန်းလိုက်ကနိုင်ရန်ကိုဖောက်ပြီးတော့ထွက်ပြေးလိုက်ပါတယ်။ဂျိန်းကလည်းနောက်ကနေလိုက်သွားပြီးတော့အဓိကခန်းမထဲမှာမက်ဂရစ်ရဲ့လူတွေကိုထိုးချေတိုက်ခိုက်လိုက်တာကြောင့်လူတိုင်းကလည်းလန့်သွားခဲ့ကြပါတယ်။ ဂေါရုံကလည်းလူစိုးတို့ချို့အက်စကိုပါကိုခိုးထုတ်ဖို့ကြိုးစားနေတာကိုမြင်ပြီးတော့တားဖို့ကြိုးစားလိုက်ပေမဲ့ဂျိန်ကသူ့ကိုဝင်တိုက်မိတဲ့ချိန်တယောက်ကရန်သူထင်သွားကြပါတယ်။အဲ့လိုနဲ့တယောက်ကိုတယောက်တနက်တီနဲ့ချိန်နေတော့မှပဲရန်သူတွေကလွတ်မြောက်သွားခဲ့ပါတယ်။အပြင်မှာတော့ Confederate စစ်သားဟောင်းဒေါက်တာ R ကသူ့ရဲ့မျိုးသမီးအဆောင်တစ်ယောက်ကိုဒီရဲကလူတွေပြောနေတာကိုနှကန်းဖကန်လိုက်ပြီးဂျိမ်းနဲ့ဂေါရွန်တို့ကဥရိဘတ်တော်သားတွေဖြစ်နေတာကိုသိလိုက်ရပါတယ်။သူတို့လူတွေကဖမ်းလာတဲ့သိပ္ပံပညာရှင်တွေကိုမြင်းလဲပေါ်တင်ပြီးတော့ အားလက်ကနိုင်ထိုပါတဲ့လဲကိုကရဘက်ကိုတွန်းပို့လိုက်တာကြောင့်ပေါက်ကွဲမှုကြီးတခုဖြစ်ပေါ်သွားခဲ့ပါတယ်။ရန်နေငယ်လောက်ကြာပြီးတဲ့နောက်မှာတော့ဂျင်းကခေါ်ခံထားရတာကြောင့်တမရယုံကန်းစီကိုသွားလိုက်ပါတယ်။သူဝင်သွားတော့တမရကတူယောင်ဖြစ်နေတာကိုချက်ချင်းသတိထားမိလိုက်ပါတယ်။တမရတူကညင်းတဲ့အခါမှာတော့ဂျင်းကလည်းမိုးဘော်ကိုတနက်နဲ့ထောင်ပြပြလိုက်ပြီးတော့ခေါ်တော်ကတူယောင်ဆောင်ထားတယ်ဆိုတဲ့အကြောင်းဝေခံလိုက်ရပါတယ်။အဲ့ဒီကြမှာပဲတမရအစ်ဖြစ်တဲ့ဂရန်ကရောက်လာပြီးတော့သူတို့နှစ်ယောက်ကအတူတူလှုပ်လှုပ်ဖို့လိုတယ်လို့ပြောလိုက်ပါတယ် ပြည်ထောင်နယ်သမ္မတကဒရုန်းယောက်ကိုလျှို့ဝှက်ခန်းတစ်ခုထဲကိုခေါ်သွားပြီးတော့အမေရိကန်ရဲ့တော်စောသိပ္ပံပညာရှင်တွေအကုန်လုံးကိုမက်ဂရစ်ကပြန်ပြီးဆွဲထားတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။မက်ဂရစ်ကသိပ္ပံပညာရှင်တွေနဲ့ဘလို့မှတော့စိတ်ကူးလို့မရနိုင်တဲ့အပြည့်စွမ်းအားကြီးမားတဲ့လက်နက်တစ်ခုကိုဖန်တီးနေကြောင်းစာရဆောင်ကိုပို့ထားခဲ့တာပါ။အဲစားရဲမှာဂရန်နဲ့အစိုးရကိုတပတ်တွင်လက်နက်ချဖို့ချိန်ချောက်ထားပြီးတော့ပေးကူတွေပြည့်ပါတဲ့ဂိတ်မုတ်တစ်ခုနဲ့တိစားကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။သူတို့တယောက်ကတော့မက်ဂရစ်ကရင်းဆက်တဲ့လူသက်သမားဆိုပေမဲ့ညံကောင်းတဲ့လူတယောက်တော့မဟုတ်တာကိုပြောလိုက်ပါတယ် ဒါကြောင့်မဲဒီကိစ္စရဲ့နောက်ွယ်မှာကြိုးကင်နေတဲ့သူတရားရုံးကရှိနေလိမ့်မယ်လို့တန်တရားဝင်နေခဲ့ကြပါတယ်။ Grand ကတော့တပတ်တွင်းမှာဒီလူတွေကိုရှာဖို့သူတို့နှစ်ယောက်ကိုတာဝန်ပေးလိုက်ပါတယ်။တမရကသူတို့နှစ်ယောက်အတွက်အထူးယထာတစ်ခုကိုစီစဉ်ပေးလိုက်ပြီးကော်ရုံကတော့သူ့ရဲ့အင်ဂျင်တက်စပင်းကြောင့်ယထာစီအရင်ဆုံးရောက်သွားခဲ့ပါတယ်။ဒါကြောင့်သူကဂျင်းကိုထားခဲ့ပြီးယထာနဲ့ထွက်သွားလိုက်ပါတယ်။ ဂျင်းကတော့မြေတကောင်နဲ့နောက်ကနေဒဲတန်လိုက်ခဲ့ရပြီးသူယထားဘော်ကိုတက်လိုက်တဲ့အချိန်မှာထောင်ချောက်တစ်ခုကအသက်ဝင်လာပြီးတော့သူ့ကိုပေါ်တွန်းထုတ်ကယထောက်ခေါမှုဘော်ကနေပြုတ်ကျလာခဲ့ပါတယ်။ဂေါရုံနဲ့ဂျင်းတို့ကစကားများခဲ့ကြပြီးတော့ဂျင်းကလည်းဂေါရုံကိုလက်သီးနဲ့ထိုးလိုက်ပါတယ်။ပြီးတော့ဂေါရုံကဒူးစန်းတဲ့လှုပ်ရှားမှုတွေလှုပ်ပြလိုက်ပြီးတော့အာယုံလွဲကခလုတ်တစ်ခုကိုနှိမ့်လိုက်ပါတယ်။အဲ့တော့မှာဒူချောင်းကထွက်ပေါ်လာခဲ့ပြီးဂျင်းကိုဝင်တိုက်တဲ့အခါမှာတော့ပီလက်ခုံဘော်ကိုပြုတ်ချသွားခဲ့ပါတယ်။ပြီးရနဲ့ခုံထဲကနေကျိုးရီနဲ့ထွက်လာပြီးတော့ဂျင်းကိုချုံနောက်ထားလိုက်ပါတယ်။ ခုံကပြောင်းပြန်လန်သွားပြီးတော့ဂျိန်းကလည်းတန်လန်းကြားထဲကိုရောက်သွားခဲ့ပါတယ်။ဂျိန်းကလည်းအောက်မှာတွေ့တဲ့လီဘာတစ်ခုကိုဆွဲလိုက်တဲ့အခါမှာတော့ဂေါရွန်ထိုင်နေတဲ့ခုံကပါလန်သွားပြီးတော့နေရာလုံးယထာအောက်မှာဖြစ်ကုန်ကြပါတယ်။သူတို့နှစ်ယောက်ကသမရဟိတောင်ဝင်အတွက်နေရောက်သားပူပေါင်းကြဖို့သဘောတူလိုက်ကြပြီးယထာထဲကိုပြန်ဝင်လိုက်ကြပါတယ်။ဒီနောက်မှာတော့ဂေါရွန်ကဘော်တွန်ရဲ့ကောင်းကိုဆက်တစ်ခုမှချိန်လိုက်ပြီးတော့သူမသေးခင်နောက်ဆုံးမြင်ခဲ့ရတဲ့အရာကိုကြည့်လိုက်ကြပါတယ်။အဲ့ဒါကတော့မက်ဂရစ်ပဲဖြစ်နေကြတာပါ။ အမမဂရက်အိတဲက New Orleans ကဝတ်စုံပါတီတစ်ခုကိုဖိတ်ထားတဲ့ဖိတ်စာကိုမြင်လိုက်ကအဲကိုပဲဥတီလိုက်ကြပါတယ်။အဲကမှဂျိန်းကပါတီစီကိုရောက်လာကြပြီးပါတီလုံးနေတဲ့အဆောင်ဦးနားမှာခိုးကြောင်ခိုးဝဲလုံးနေတော့မှာပဲ။အဆောင်ကမြင်သွားတဲ့အခါမှာတော့သူကအဆောင်ကိုမီလီယံလက်တီနဲ့ထိုးလိုက်ရပါတယ်။ပြီးတာနေသူက Brain Box ကနေပါတီတဲကိုခိုးဝင်လိုက်ပါတယ်။စဉ်းကြမှာတော့သူက Alexia Letter Mrs. E နဲ့တွေ့ခဲ့ပြီးသူမကသူ့ကိုပတ်ပတ်လေလိုက်ပြနေခဲ့ပါတယ်။အဲချိန်မှာဂျိန်းကရုပ်ပြထားတဲ့ကော်ရုံကိုလူထဲမှာတွေ့လိုက်ရပါတယ်။ ကာရှိတယ်ရီနဲ့ဂီတာသမားတွေကဖျော်ပြမူကြီးလုပ်နေကြပြီးအေဗရာဟန်လင်ကွင်းရုပ်ထုကြီးတစ်ခုကိုလည်းဆွဲလာကြပါတယ်။ရုပ်တရက်အယူကြီးကကွဲထွက်သွားပြီးတော့အာလက်စ်က ပေါ်လာခဲ့တာပါ။ဒါမဲ့သူကခန္ဓာကိုယ်တစ်ချမ်းပဲရှိနေပြီးဂျန်တဲ့ခန္ဓာကိုယ်ကစစ်ပွဲထဲမှာထိခိုက်ခဲ့ရတယ်ဆိုပြီးပြောနေခဲ့ပါတယ်။ဂျင်းကအာလက်စ်ကိုတွေးတဲ့အခါမှာတော့မက်ဂရစ်အကြောင်းကိုတည်ပြီးတော့မေးလိုက်တဲ့အခါမှာပဲအာလက်စ်ကသူနဲ့မတွေ့ရတာကြားနေပြီးဆိုပြီးတော့လိန်ပြောနေခဲ့ပါတယ်။ အဲ့ချိန်မှာဂေါ်ရုံကအကကြီးတဲတွေခိုးထွက်သွားတာကိုမြင်နေရပြီးတော့တယောက်ကကူညီတောင်းနေတဲ့အတန်ကိုလည်းကြားလိုက်ရပါတယ်။အာလက်စ်ကတော့မက်ဂရစ်နဲ့တီးတန့်စကားပြောဖို့သွားခဲ့ပြီးဂျိန်းကလည်းခူးနားထောင်မှုလိုက်သွားခဲ့ပါတယ်။မက်ဂရစ်ကတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ညကသူဆုံးရှုံးခဲ့ရတဲ့လက်နက်တွေကြောင့်ဒေါသထွက်နေခဲ့တာပါ။ဒါကြောင့်ပဲအာလက်စ်ကမြေပေါ်တစ်ခုကိုဆွဲပေးလိုက်ပြီးတော့လက်နက်တွေကိုမြေကမ်းနားကနေရာတစ်ခုစီပို့ပေးမယ်လို့ကြေပေးလိုက်ပါတယ်။သူတို့ထွက်သွားပြီးတဲ့နောက်မှာတော့ဂျင်းကယုံကန်လေးကိုခိုးဝင်ပြီးစာရွက်ကိုခဲချင်ပြီးတော့မြေပုံကိုကူးယူဖို့စူးစမ်းလိုက်ပါတယ်။ ဒါမဲ့အဲ့ချိန်လေးမှနေမဲ့ East ကရောက်လာပြီးတော့သူ့ကိုနမ်းလိုက်ပြီးတော့ဖျားယောင်လိုက်ပါတယ်။ရုတ်တရက်နောက်ကပကြီကားကလှုပ်ရှားလာပြီးတော့ပုံနေခဲ့တဲ့အဆောင်ကလည်းပေါ်လာခဲ့ပါတယ်။အဆောင်ကဂျင်းကိုပြစ်တော့မဲ့အချိန်မှာပဲဂျင်းကအမြန်ရှောင်ထွက်လိုက်တာကြောင့် East ပဲပြစ်ခံလိုက်ရပါတယ်။ပြီးရတဲ့ဂျင်းကပကြီကားရဲ့တဲကလူတန်းကိုပြစ်တက်လိုက်ပြီးတော့ထွက်လာခဲ့ပါတယ်။ဂျင်းကဘေမာခန်းကိုရောက်လာတဲ့အချိန်မှာတော့ဂျင်းကဂေါ်ရွန်လို့ထင်နေတဲ့မျိုးသမီးကြီးတယောက်နဲ့တွဲကလိုက်ပြီးတော့သူ့ဆုံဆန်းတွေးလာသမျှကိုပြောပြနေခဲ့ပါတယ်။ ူကအဲ့မျိုးသမီးကိုစားတော့ပြီးတော့ရင်သားကိုထိလိုက်တဲ့ခါမှာတော့သူမကသူ့ပါးကိုရိုက်လိုက်ပါတယ်။အဲ့ချိန်မှာဂေါရုံကပေါ်လာပြီးဂျိန်းကမခွဲမရလှုပ်တာကြောင့်ကျိုးပေးသိမ့်တယ်လို့နှုတ်ဆော်လိုက်ပါတယ်။ဒိုကြီးကဂျိန်းကိုပြင်ခေါ်သွားကြနေတော့မှပဲဂေါရုံကအကူအညီတောင်းတဲ့အတန်ကိုကြားခဲ့တဲ့အခန်းကိုခိုးဖွင့်လိုက်ပါတယ်။အခန်းထဲမှာတော့မခွဲမရတွေပဲရှိနေပြီးတော့ရီတာကိုလောင်ရီထဲမှာပိတ်လောင်ထားတာကို တွေ့လိုက်ရပါတယ်။အထူးကိရိယာလေးတစ်ခုကိုသုံးပြီးတော့ဂေါရုံကတော့ကို ဖြစ်ကရီတာကိုလွှတ်ပေးလိုက်ပါတယ်။ တပတ်မှာတော့ဂျိန်းကကျွန်တော်တို့စကားတွေပြောပြီးတော့လူကြီးကိုအာရုံလွှဲဖို့စ조사နေပါတယ်။သူကသူကင်မိခဲ့တဲ့မျိုးသမီးကိုပါလက်ထပ်ခွင့်တောင်းလိုက်တဲ့အခါမှာတော့သူမကမိတော်မိလဲသွားခဲ့ပါတယ်။အဲဒီခါတည်းမှာပဲဂေါရွန်ကရီတာနဲ့အတူမြင်းလဲတစ်ခုနဲ့ရောက်လာခဲ့ပါတယ်။အဲဒါကြောင့်ဂျိန်းကဆောင်းကိုတိုက်ခတ်ပြီးတော့ဂျိုးစင်ကဂျိုးကိုတုံးလိုက်ပြီးတော့မြင်းလဲပေါ်ကိုခုန်တက်လိုက်ပါတယ်။ရီတာကသူမရဲ့ဖေကဂေါရွန်မကယ်လိုက်နိုင်တဲ့သိမှန်ပညာရှင်အက်စကိုပါဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။သူမကကကြည်တယ်လဲမို့ပဲနဲ့သူမရဲ့အဖေကိုကယ်တင်နိုင်ဖို့အတွက်စုံစမ်းရအောင်ရောက်လာတာလည်းဖြစ်ပါတယ်။ ။မြေတဲကလေဒီစင်းပေါ်မှာတော့အာလက်စ်နဲ့မက်ဂရီတိုကတောင်းလို့ရှာမှုအတွက်ပြင်ဆင်နေကြပါတယ်။သူတို့စကားပြောနေကြတော့မက်ဂရီရဲ့စစ်သားတွေကကမ်းခြေမှာအမိန့်ကိုစောင့်နေခဲ့ကြပါတယ်။ရုတ်တရက်ရင်းနှီးငွေတုံတင်ကားတစ်စီးကရောက်လာတာကြောင့်မက်ဂရီရဲ့လူတွေကဒါကသူတို့အတွက်လက်နက်သက်တွေလို့ထင်ပြီးတော့အောင်ပွဲခံလိုက်ကြပါတယ်။ဒါပေမဲ့တင်ကားကပြစ်ခတ်လိုက်ပြီးရှိသမျှလူတွေအကုန်လုံးကိုတတ်လိုက်တာပါ။မက်ဂရီကဒေါ်လာကြီးနဲ့အာလက်စ်ကိုတစ္ဆာဖောက်တယ်လို့ဩလိုက်ပေမဲ့အာလက်စ်ကတော့ဒါကတုံးတဲ့လူပဲသဘောထားလိုက်ပါတယ်။ သူ့မြေမှာစစ်ပွဲမှာတော့ကမက်ဂရက်တိုကလက်နဲ့ချခဲ့တာကိုသူကသက်စာဖောက်ခဲ့တယ်လို့သတ်မှတ်ခဲ့တာပါမက်ဂရက်ကအော်လိုက်ပြီးတနက်ကိုထုတ်ကပြစ်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့အာလက်ရဲ့ဝီချဲကနေတနက်ပြောင်းတစ်ခုကထွက်လာပြီးတော့သူ့ကိုအရင်တတ်သွားခဲ့ပါတယ်ပြီးတာနဲ့အာလက်ကစစ်တပ်ကလူလူချို့ကိုပင်းကိုကြောက်စီကိုရွှေကီလိုတထောင်နဲ့လိုင်းလက်နဲ့ကြီးကိုပြပေးမယ်လို့ပြောလိုက်ပါတယ်ရီတာနဲ့ဂျန်နဲ့တယောက်တို့ရောက်လာတဲ့ခါမှာတော့စစ်သားတွေအကုန်လုံးကတည်ဆုံနေခဲ့ပြီးတော့အာလက်ကလည်းထွက်သွားခဲ့ပါပြီ။ဂျင်းကဒီလိုမျိုးလုံနိုင်တဲ့လက်နက်မျိုးကို နယူလီဘာတီလို့ခေါ်တဲ့လွတ်လပ်တဲ့ကျွန်းတွေရဲ့မြို့တော်မှာမြင်ပိုးခဲ့တဲ့ကြောင်းပြောပြလိုက်ပါတယ်။အဲရုံကအသက်ကြီးသူတွေအမျိုးသမီးတွေရောကလေးတွေပါစရေးလေးချင်းမှုရဲ့ပြတ်မှတ်တစ်ခုဖြစ်ခဲ့ရတာပါ။အဲချိန်မှာသူတို့ကငင်းညူရံတစ်ခုကိုကြားလိုက်ရပြီးတော့ရေထဲမှာလဲနေတဲ့မက်ဂရစ်ကိုတွေ့လိုက်ရပါတယ်။ဂျိန်းကနယူလီဘာတီဖြစ်ပြနောက်ွယ်ကမက်ဂရစ်လက်ချက်လာလို့မေးလိုက်ပေမဲ့မက်ဂရစ်ကတော့သူ့မဟုတ်ဘဲနဲ့ထောင်ချောက်ဆင်ခံရတာဖြစ်ကြောင်းပြောလိုက်ပါတယ်။သူတို့ဘာမှတေချာထမမေးနိုင်ခင်မှာပဲသူကတည်သွားခဲ့ပါပြီ။ ရီတာကအင်နိုမာရောကအလွတ်တက်သွားမဲ့နေရာကိုတည်တယ်လို့ပြောခဲ့ပေမဲ့သူမကိုခေါ်မပြောပြမယ်လို့အကြံကန်ခဲ့ပါတယ်။ဂရီပေးလိုက်မှပဲသူမကအဲ့ဒါယူတာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့သူတို့ညကတော့ရီတာကိုထားခဲ့ပြီးတော့ယထာနဲ့ထွက်သွားခဲ့ကြပါတယ်။ရီတာကနောက်ကလိုက်လာခဲ့ပြီးဂျိန်းတို့ကအတိုင်းပဲထောင်ချောင်းပြီကယထာခေါင်းဘိုးဘော်ကနေကြလာခဲ့ပါတယ်။မနေ့မှာတော့ဂေါ်ရုံကသူ့မနက်တဲမှာဒါရရှောင်းထည့်ထားတာကိုဂျိန်းကတွေ့လိုက်ရပါတယ်။ ။မကြာခင်မှာပဲသူတို့က Alex ကိုမိလာကြပေမဲ့လည်းလိုင်ကောင်းတစ်ခုကိုဖျက်ပြီးတဲ့အချိန်မှာတော့ပြည့်စည်ပြတ်သွားခဲ့ပါရဲ့။ Alex ရဲ့ယထားကနီလန်တစ်ခုနဲ့ယထားကိုအပေါ်မြင့်လိုက်ပြီးနောက်ကယထားကိုဖျက်သွားဝင်ပေးလိုက်တာပဲဖြစ်ပါရဲ့။ Alex ကနောက်ကပြန်လိုက်လာပြီးပြစ်ခတ်လိုက်တဲ့အချိန်မှာတော့ဂျိန်းကဘီလီရဲ့ခုံပေါ်တက်ပြီးတော့တန်လန်းစီကိုဆင်းလိုက်ပါရဲ့။ဒါပေမဲ့သူတက်ထားတဲ့ခုံကိုချိန်ထားတဲ့ဂျိုးကပြတ်သွားတာကြောင့်ယထာလမ်းပေါ်မှာထင်းကုန်မရှိဘဲနဲ့ပါသွားခဲ့ပါပြီ။ဒါပေမဲ့ဂျိန်းကအပြန်ပြန်ပြီးလှုပ်ရှားလိုက်ပြီးတော့ဂျိုးတစ်ချောင်းနဲ့ယထာအောက်ကနေချိန်လိုက်ကယထာဘော်ကိုခုန်တက်လိုက်ပါတယ်။ ။ပြည်ရတဲ့သူကမိဂိုးကောင်းတိုင်ကိုကြည်ပြီးတော့စူးစမ်းလိုက်ပေမဲ့စောင်းတယောက်ကသူ့ကိုနောက်ကနေလာပြီးတိုက်ခိုက်ခဲ့ပါတယ်။သူတို့နှစ်ယောက်တိုက်ခိုက်ခဲ့ကြပြီးဂျင်းကလည်းဖနတ်တဲကဓာတ်နဲ့ရန်သူကိုနိုင်ယူနိုင်ခဲ့ပါတယ်။ပြည်ရတဲ့သူကအလောင်းကိုမိဂိုးကောင်းတိုင်နဲ့ကိုပြစ်ထည့်လိုက်ပါတယ်။အဲ့ဒီမှာအလက်စကမင်းချောင်းနဲ့ပြစ်လိုက်ပြီးတော့ယထာနှစင်းကိုကျိုးနဲ့ချိန်လိုက်ပါတယ်။ရုံလောင်းကမိကိုခေါင်းနဲ့မှာပိတ်နေတာကြောင့်ရှေးကယထာခေါင်းကပောက်ကွဲသွားပြီးတော့ယထာနှစင်းလုံးကလည်းရက်တက်သွားခဲ့ပါပြီ။အလက်ကသူ့ကိုခန်းထဲကိုဝင်လာတာကြောင့်ဂေါ်ဒွန်ကရီတာကိုခေါ်ပြီးတော့ပုံနေလိုက်ပါတယ်။ ဂျိန်းကသူတို့တယောက်ကိုရှာတွေ့ခဲ့ပေမဲ့လေရီတာကအိတ်ငွေဘုံတလုံးကိုပတော်တဆအသက်သွင်းလိုက်မိတာကြောင့်သူတို့အကုန်လုံးမေးလဲသွားကြပါတယ်။ပြန်တို့လာတဲ့ချိန်မှာတော့ဂေါ်လုံးနဲ့ဂျိန်းတို့ရဲ့လယ်ပင်းမှာတတ်တို့ကော်လာလယ်ပတ်တွေရှိနေပြီးသူတို့ပတ်လည်မှာခြံစည်းိုးတေးသေးလေးတစ်ခုရှိနေကြပါတယ်။အာလက်ကတော့ရီတာကိုဖမ်းခေါ်သွားပြီးတော့ယထာနဲ့ထွန်မသွားခင်ဂျိန်းနဲ့ဂေါ်လုံးတို့ကိုရှုံးနေတဲ့အတွက်လောင်ပြောင်နေကြပါတယ်။ဂေါ်လုံးကသူ့အိတ်ကတ်တွေထဲကိုနှိုက်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ပစ္စည်းကိရိယာတွေကိုဘာမှမတွေ့ရတော့ဘဲနဲ့စားရဆောင်ကိုပဲတွေ့ခဲ့ရပါတယ်။ အဲ့စားထဲမှာတော့သူတို့နှစ်ယောက်အနေနဲ့ဒီခြံစည်းကိုတည်တည်လေးလေးကမထွက်မချင်းအသက်ရှင်နေလိမ့်မယ်လို့ရေးထားခဲ့တာပါ။စာကိုတွေ့ပြီမဲ့လည်းဂျင်းကအဲ့စားကိုမယုံနာကြောက်အပြင်ကိုထွက်လိုက်ပါတယ်။အဲ့မှာပဲအားလက်ချိန်ထားခဲ့တဲ့စက်တခုကနေစဝိုင်းပုံဓာသွားနှစ်ခုကိုပြစ်လွတ်လိုက်ပါတယ်။အဲ့ဒီဓာသွားနှစ်ခုကလမ်းမရှိမြအပြင်တွေကိုဖျက်သွားပြီးတော့သူတို့နောက်ကနေစက်တိုက်ကိုလိုက်လာနေခဲ့တာပါ။ကော်ရုံကသူတို့လေဘက်ဒီမှာတန်လိုက်တွေပါနေပြီးတော့ဒီတန်လိုက်တွေကနှစ်400ကြာတော့ဆွာပြတ်သွားမှာမဟုတ်ဘူးလို့ပြောနေခဲ့ပါတယ် တို့နှစ်ယောက်ကအနီးဆုံးရှုံမြောင်တစ်ခုစီကိုပြေးလိုက်ပြီးတော့စန်းကျင်ဘက်နှစ်ဖက်မှာရပ်လိုက်ကြပါတယ်။ပြီးတာနဲ့တို့နှစ်ယောက်ကဓားသွားတွေနီးလာတဲ့အချိန်မှာနှစ်ယောက်တူတူခုံချလိုက်ကြပါတယ်။အဲလိုနဲ့ဓားသားတစ်ခုကအချင်းချင်းဝင်တက်ပြီးတော့ပေါက်ကွဲသွားခဲ့ပါတယ်။ဒါမဲ့တို့နှစ်ယောက်လုံးခုံချပြီးတဲ့အခါမှာပဲခြေရင်းတစ်ခုတည်းကိုကြာသွားကြောင်းသိလိုက်ရပါတယ်။ခဏကြာတော့တို့နှစ်ယောက်ကရှုံမြောင်ကနေထွက်လာနိုင်ကြပေမဲ့လည်းတယောက်ကိုတယောက်အပြစ်တင်နေခဲ့ကြပါတယ်။ကော်ရုံကဒေါသထွက်ပြီးတော့ဂျင်းကိုကြောက်တုံးနဲ့ရိုက်ဖို့ကြိုးစားလိုက်ပေမဲ့တို့လေဘင်းကလေဘက်ကိုပဲရိုက်မိသွားပါတယ်။ ဒါကြောင့်နေဘက်ကတန်လိုက်ကပြောင်းလဲသွားခဲ့ပြီးသူတို့လေဘင်းကတတ်ထုကော်လာနှစ်ခုကလည်းအချင်းချင်းဆွဲငင်ပြီးတော့ကတ်သွားခဲ့ကြပါတယ်။ဂျိန်းကနောက်ပြန်ခွန်လိုက်ပြီးတော့သူဖနက်ကဓာတ်ကိုပေးလိုက်ကကော်ရုံကလည်းဖနက်ကိုချုပ်ပေးလိုက်ပါတယ်။ဒါမဲ့တန်လိုက်တွေကသူတို့ခန္ဓာကိုယ်ပေါ်ကတတ်ထုတွေမှာဆက်ပြီးတော့မျိုးမျိုးကတ်နေခဲ့တာကြောင့်သူတို့နှစ်ယောက်လုံးကဆန်းကျင်ဘက်တွေကိုပြေးသွားဖို့ကြိုးစားလိုက်ကြပေမဲ့လည်းနောက်ဆုံးကျတန်လိုက်တွေကပြန်ပြီးတော့တွေ့ကတ်သွားခဲ့ပါတယ်။အဲ့လိုကနေပဲသူတို့နှစ်ယောက်ကတောင်ကုန်းပေါ်ကနေပြုတ်ကြပြီးတော့မြစ်ထဲကိုကျသွားကြပါတယ်။ ယနေ့မှဂျင်းကသူ့ရဲ့ပစ္စည်းကိရိယာအိတ်ကလေးကိုမြင်လိုက်ရပြီးတော့ပျော်နေခဲ့ပါတယ်။သူတို့လေဝင်းကလေဘက်တွေကိုပြန်ဖြုတ်ပြီးတဲ့နောက်မှာတော့ဂျင်းတယောက်မိဘုံတစ်ခုလှုပ်လိုက်ပြီးတော့စားစရာရှာပေးလိုက်ပါတယ်။ဂျင်းကသူ့ကိုဂျုံပြူခဲ့တဲ့ဆိုင်ကင်းကနေထွက်ပြေးခဲ့ပြီးအင်ဒီယန်တွေကတွေ့ကသူ့ကိုပြိုးထောင်ပေးခဲ့ကြတဲ့အကြောင်းကိုရှင်းပြနေခဲ့ပါတယ်။နောက်ပိုင်းမှာသူမိသားစုကိုပြန်တွေ့ခဲ့ပေမဲ့သူတို့က New Liberty မှာအလောင်းတွေဖြစ်နေခဲ့ပါပြီ။ဒီနောက်မှာတော့သူတို့စားနေကြတော့မှာပဲပရုံးတကောင်ကပင်းကူတကောင်ကိုတိုက်ခိုက်နေခဲ့တာကြောင့်ဂျင်းကသူတို့ရဲ့တိုက်ခိုက်မှုပုံစံအကြောင်းကော်ရွန်ကိုရှင်းပြနေပါတယ် နောက်ဒီမနက်မှာတော့သူတို့နှစ်ယောက်ကဒဲကန်နာရဲဖျက်ရှောက်နေကြတော့ကော်ရွန်လက်ထက်ကတတ်တူကော်လာကရုတ်တရက်သူ့ကိုဆွဲခေါ်သွားခဲ့ပါတယ်။ကော်လာကအာလက်ရဲ့ယထာတန်လက်မှာသွားကပ်နေခဲ့တာဖြစ်ပြီးတော့သူတို့နှစ်ယောက်ကလည်းအဲဒီကနေလိုက်သွားလို့ရပါပြီ။ဒီလိုနဲ့ပဲသူတို့ရဲ့ယထာကိုပင်းကိုကြောက်ထဲမှာတွေးလိုက်ရပြီးအဲမှာအာလက်ကမြို့တစ်မြို့လုံးကိုတောင်တိဆောက်ထားတာကိုတွေးလိုက်ရပါတယ်။အာလက်ရဲ့လက်နက်ကြီးကတော့လမ်းတစ်လျှောက်ကအရာအားလုံးကိုဖြစ်စည်းပစ်နိုင်မဲ့စစ်ရုပ်ပင်းကိုကြီးတစ်ကောင်ပဲဖြစ်ပါတယ်။ ဂျိန်းနဲ့ကိုရုံတို့ကယထာဘော်ကိုခိုးဝင်ခဲ့ကြပြီးတော့ဂျိန်းကဝက်စားတက်တွေနဲ့လက်နက်တွေကိုရှာလိုက်ပါတယ်။ကိုရုံကတဲခန္ဓာရဲကဘရုံးနဲ့ပင်ကူကိုပြန်တွေးမိပြီးအာလက်ကိုတားဖို့အတွက်ဒါဗင်ဂျီရဲ့ပြန်တန်းဆက်လိုမျိုးတစ်ခုခုတိစောက်လိုက်တင်တယ်လို့တွေးနေခဲ့ပါတယ်။ဒါပေမဲ့ဂျိန်းကတော့အဲ့လိုလုံးနေဖို့အချိန်မရှိတော့ကြောင်းပြောလိုက်ပါတယ်။ဒီချိန်ထဲမှာပဲဂရန်ကပွဲခန္ဓာတစ်ခုမှရောက်နေတော့မြေကြီးကလည်းတုန်ခါလာပါတော့တယ်။ပြည်ရနယ်ဆေးရုပ်ပင်ကူကြီးကရောက်လာပြီးတော့လူတိုင်းထွက်ပြေးလိုက်ကြရပါတယ်။ ီးတာနဲ့အာလက်စ်ကလည်းစပိန်ကိုကြီးတဲ့ကနေရထားကိုပြစ်ခတ်ပြီးတော့တားဆီးလိုက်ပါတယ်။ဒါမဲ့ကော်ရွန်ကတမရဟန်ဆောင်ပြီးတော့သူကမှအစစ်ဆိုပြီးဟန်ဆောင်လိုက်ပါတယ်။အဲဒီမှာဂျိန်ကတော့ဆေးုပ်ပင်းကူပေါ်ကိုခိုးပြီးတော့တက်လိုက်ပါတယ်။အာလက်စ်ကဂရန်နီယောက်လုံးကိုပိုက်ကုန်နဲ့ဖမ်းလိုက်ပြီးတော့ဂျိန်ကတော့အပေါ်ရောက်တာနဲ့အဆောင်တစ်ယောက်နဲ့တဲတဲ့တိုးပါတော့လေ။အဆောင်ကဂျိန်ကိုပြစ်လိုက်တဲ့အခါမှာတော့သူလည်းအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။အာလက်စ်ကတော့သူ့ခြေဆိုင်စကမ်းမှာပွဲလို့နေပြီးတော့သူကအမေရိကကိုပိုင်းပိုင်းစိတ်ပြီးတော့တပိုင်းကို သူ့အတွက်တင်တာက ကျန်တာအကုန်လုံးကိုတကဘာလုံးကိုရောင်းချပြစ်မဲ့သူ့ကြံကိုပြောပြနေခဲ့ပါတယ်။တစ်ဖက်မှာဂျင်းကနိုးလာတဲ့အခါမှာတော့ကော်ရွန်ပေးတဲ့တန်ချက်ကကြောင့်သူမတည်သေးတာကိုတွေ့လိုက်ရပါတယ်။သူကယထာစီပြီးပြန်သွားလိုက်ပြီမဲ့သူတွေ့တဲ့လက်နက်ကကပတ်တဲဝတ်ထားတဲ့တနတ်သေးသေးလေးတစ်ခုပဲရှိပါတယ်။ဒါမဲ့သူကကော်ရွန်ရဲ့ဝတ်စုံတွေကိုတတိထားမိလိုက်ပြီးစိတ်ကူးတစ်ခုရသွားခဲ့ပါတယ်။စကမ်းမှာဂရန်ကလက်နက်ချဖို့ငင်းဆန်လိုက်ပြီးအာလက်စ်ကသူ့ကိုတပ်ဖို့ချင်းချောက်လာခဲ့ပါတယ်။အဲဒီမှာပဲဂျင်းကကရှိတဲ့တယောက်အနေနဲ့ရုပ်ဖြစ်ပြီးတော့ရောက်လာပါတော့တယ်။ သူကအာလက်စ်ကိုအာယုံလွဲပြီးတော့တုပ်ကိုခိုးကာကော်ရုံကိုလွှတ်ပေးလိုက်ပါတယ်။ဒါမဲ့ကံဝေါ်စွာနဲ့ပဲဂျိန်းကကားပြနေရင်းနဲ့ဝစုံထဲမှာဝတ်ထားတဲ့မီဒုတ်စစ်ကိုဖြွင့်လိုက်မိတာကြောင့်အကုန်လုံးပေါ်သွားခဲ့ပါတယ်။အာလက်စ်ကသူ့လူတွေကိုပြစ်ခတ်ခံလိုက်ပေမဲ့လည်းဂျိန်းကသူတို့အကုန်လုံးကိုမိရှို့ပြစ်လိုက်ပါတယ်။အကုန်အာယုံများနေကြတော့မှပဲအာလက်စ်ကဂရက်ကိုစစ်ပင်းကိုကြီးစီကိုပြန်ခေါ်သွားပါတော့တယ်။ပုံများတဲ့စစ်သားတွေရောက်လာကြတဲ့အခါမှာတော့ဂျိန်းကဘီလက်ဘောလုံးပုံစံပုံးကိုပြစ်လိုက်ပြီးတော့ပောက်ကွဲမှုကြီးလည်းဖြစ်သွားစေပါတယ်။ ဗီလာကလည်းသိပ္ပံပညာရှင်တွေကိုလွတ်ပေးလိုက်ပြီးတော့သူတို့နဲ့အတူထွက်ပြေးခဲ့လိုက်ပါတယ်။အစီအစဉ်ကောင်းတစ်ခုကိုလိုအပ်နေတဲ့ဂျိန်းကတော့ဂေါ်ရုံကိုပြန်သက်ဆက်တစ်ခုဖန်တီးခံလိုက်ပါတယ်။ကနာကြာမှာပဲဂေါ်ရုံကဒါဗင်ဂျီရဲ့စိတ်ကူးကိုသူ့ရဲ့စပိန်မှာပေါင်းထည့်ပြီးတော့ပြန်သမ်းမှုဆက်တစ်ခုတီထွင်လိုက်ပါတယ်။သူတို့မသွားခင်ရထားယုံမှုကလည်းသူတို့အတွက်ဖောက်ခွဲပစ္စည်းတချို့ပေးလိုက်ပြီးသူတို့ကိုကူညီပေးဖို့ငှားခံထားရတဲ့မာရှယ်တို့ဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။သူတို့က၆ကမ်းပါးကနေခုံစင်းလိုက်ကြပြီးတော့အစမှအောက်ပြုတ်နေကြတယ်လို့မျိုးဖြစ်ခဲ့ပေမဲ့မကြခင်မှာပဲပြန်တက်နိုင်ခဲ့ကြပါတယ်။ အဲဒီမှာဘင်းကူကြီးကမြို့တစ်မြို့ကိုရောက်လာပြီးတော့လူတွေကိုတတ်ကအစာအုပ်တွေကိုဖြစ်စည်းရင်းနဲ့ Grand စိတ်ပြောင်းအောင်ချိန်ချောက်နေခဲ့ပါတယ်။ဒါပေမဲ့ဂျိန်းနဲ့ကိုရိုနိုနှစ်ယောက်ကလည်းရောက်လာပြီးတော့ဘင်းကူစစ်ကြီးကိုပေါ်စည်းကနေပောက်ပွဲပစ္စည်းတွေနဲ့ပစ်ချပြီးတော့တိုက်ခိုက်လိုက်ပါတယ်။အစမှာသူတို့က Alastor စီကနေတိုက်ခိုက်မှုတွေကိုရှောင်နိုင်ခဲ့ကြပေမဲ့နောက်ဆုံးမှာတော့ပစ်ချခံလိုက်ရပြီးစစ်ဘင်းကူကြီးပေါ်ကိုကြာကအဆောင်တစ်ယောက်ကိုတွန်းထုတ်လိုက်ပါတယ်။ကံမကောင်းစွာနဲ့ပဲတခြားအဆောင်တစ်ယောက်ကသူတို့ကိုထတ်တွေ့သွားပြီးတော့သူတို့ကိုဖမ်းက Alastor ကိုခေါ်သွားပါတော့လေ။ ဂျိန်ကအာလက်စ်ကိုလောင်းလိုက်တဲ့အခါမှာတော့အာလက်စ်ကလည်းသူ့ကိုအောက်ကိုပြစ်ချလိုက်ပြီးတော့လက်စားဓာတ်တွေတက်ထားတဲ့လူတစ်ယောက်နဲ့တိုက်ခိုက်ခဲ့ရပါတယ်။နောက်တဲ့လူတစ်ယောက်ကပါဝိုင်းတက်ခဲ့ကြတာကြောင့်ဂျိန်လည်းအမြန်ရှောင်းနေတိုက်ခိုက်ခဲ့ရပါတယ်။စက်ကြီးစီကအချင်းတို့တစ်ခုနဲ့သူကဓာတ်တွေနဲ့လူကိုလွင့်သွားအောင်လုပ်လိုက်ပါတယ်။ဒီရနဲ့ဒုတိယတစ်ယောက်ကိုအင်ဂျင်နဲ့ပြစ်ထည့်လိုက်ပြီးတော့တတိယလူကိုတော့ခေါ်ပြားနဲ့ရိုက်လိုက်ပါတယ်။အဲဒီအချိန်မှာတတ်ထုရေပြားနဲ့လူတစ်ယောက်ရောက်လာခဲ့ပြီးဂျိန်ဘယ်ကူပဲခြားခြားသူကဘာမှမဖြစ်ခဲ့တာပါ။ အဲ့လူကြီးကဂျင်းကိုပင်းကူကြီးပေါ်ကနေပြေးချတော့မဲ့ချိန်မှာပဲသူကလဲဆက်ရှော့မိပြီးတော့လဲကြသွားခဲ့ပါတယ်။ပြီးတာနဲ့ဂျင်းကအာလက်ကိုကန်ထိုးလိုက်ပေမဲ့အာလက်ကတော့သူ့ရဲ့ဆက်ချီတော့တွေနဲ့အတူပြန်ထွက်လာခဲ့ပါတယ်။ဂျင်းတယောက်သူ့ကိုထိုးလိုက်ပြီးတော့လဲသွားအောင်လှုပ်လိုက်ပါတယ်။အလက်စကသူ့ကိုပြန်ကန်လိုက်ပြီးတော့သူ့ရဲ့ခြေောက်ပေါ်ကိုခြေောက်တစ်ချောင်းထောက်ကရင်ဘက်ကိုလည်းစက်တိုက်ကိုကန်လိုက်ပါတယ်။ကော်ရွန်ကသူ့ရင်းကြီးထဲမှာဝတ်ထားတဲ့သဏ္ဍာန်လေးထုတ်ပြီးတော့အလက်စကိုပြစ်လိုက်ပါတယ်။ဂျီဇန်ကအလက်စကိုမမှန်သွားတာကြောင့်သူကကော်ရွန်ကိုလောင်ပြောင်လိုက်ပါတယ်။ ။ဒါမဲ့ဂျီဆန်ကသူ့ရဲ့ခြေတော်တစ်ခုကိုမှန်သွားပြီးတော့ဆက်ကလည်းပြတ်သွားကလုံးမရဖြစ်သွားခဲ့ပါပြီ။ကော်ရုံကတော့ဆောင်းတွေကိုအာရုံလွဲပြီးတော့စပင်းကူဘောကနေပြုတ်ကျသွားအောင်လုပ်လိုက်ပါလေ။ဂရန်ကပင်းကူကကြောက်တဲ့ကိုကြားတော့မှကိုတတိထားမိလိုက်ပြီးတော့ကော်ရုံနဲ့သူတို့ကရပ်ဖို့ကြိုးစားလိုက်ပါလေ။အလက်စ်ကတော့သူ့ခုံဘောကိုပြန်ရောက်သွားပြီးတော့ဝတ်ထားတဲ့တနက်နဲ့ပြစ်လိုက်ပါတယ်။ဒါမဲ့သူကဂျင်းကိုပြစ်ခဲ့ပဲစစ်ပင်းကူကိုပြစ်လိုက်တာကြောင့်တောင်ဆုံးမာနေမဲ့စစ်ပင်းကူကရက်သွားခဲ့ပါတော့လေ။အလက်စ်ကချော်ကရှော့ချသွားပြီးတော့ဂျင်းလည်းတူတူပဲဖြစ်ကအလက်စ်ကိုကင်ထားခဲ့ရပါတယ်။ အားလက်စ်ကသူ့ကိုစပီးချင်းချောင်းနေခဲ့တာကြောင့်ဂျိန်းကဝီချက်ကလီဘာကိုဆွဲလိုက်တဲ့အခါမှာတော့အားလက်စ်ကြောက်ပြုတ်ကျသွားရပါတယ်။ဂျိန်းကတော့ဆောပန်းကချင်းယိုးနဲ့ကြာသွားတဲ့အလောင်းကိုဆွဲထားလိုက်ပါတယ်။အချိန်နှင်းခဲ့ကြပြီးတဲ့နောက်မှာတော့ Grand Galia ဝက်ဆက်စင်ရေးအဖွဲ့တစ်ခုကိုဖွဲ့ခဲ့ကြအောင်ပြောလိုက်ပြီးတော့သူတို့ကသမရကိုကာကွယ်ပေးရမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဂျိန်းနဲ့ကိုရိုနိုက ပထမဆုံးဖွဲ့ဝင်တွေဖြစ်လာကြပါလိမ့်မယ်။ရီတာကတော့သူမတို့ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ခဲ့ပြီးတော့ MRI နဲ့ Oscoba ကသူမရဲ့ခင်မွန်းဖြစ်နေတာကိုသိလိုက်ရတာက ဂျိန်းတို့ကလည်းအသေးကွဲကြံနေခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဂျိန်းနဲ့ဂေါ်ရွန်တို့ကပင်းကူကြီးကိုစီးပြီးတော့နေဝင်ဂျင်းကိုကြည်နေခဲ့ကြပါတယ်။ဇလန်ဒီကတော့ဒါပါပဲခင်ဗျအစုံနေနားဆင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။